ရှာမဲဖုတ်ကောင်းမောင်ပိုင်လို့ခေါ်တဲ့အသက်18နှစ်အရွယ်ကောင်းလေးတယောက်ဟာ သူ့ဖေလိုမျိုးရှာမဲဖုတ်ကောင်းဘွားကိုရောက်သွားမှကြောက်တဲ့အတွက်အင်ကနေထွက်ပြေးလာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အခုဆိုရင် သူ့ရဲ့ရှာဟာတဖြည်းဖြည်းနဲ့မဲနဲ့လာနေပြီမို့လို့ပါ။မောင်ပိုင်ဟာ တောရီကိုဖြတ်တောင်တွေကိုကျော်ပြီးကီလိုမီတာပေါင်းများစွာ ထွက်ပြေးလာခဲ့ရပါတယ်။ရှီမတော့ ထမင်းမစားရပဲလမ်းလျှောက်လာခဲ့ရတာကြောင့်ခန္ဓာကိုယ်ဟာပိန်ချုံပြီးဒီတော့ရာကြောင့်လေးရဲ့ရှေ့မှာမေးလဲကျသွားတဲ့အထီးပါပဲဒီတော့ရာကြောင့်လေးဟာတောင်ကျင်းနားမှာရှိပြီးဆရာတော်ဦးတော်မနာကကျောင်းထိုင်ဆရာတော်အဖြစ်သတင်းသုံးနေပါတယ်အဲ့ဒီအချိန်မှာပဲကိုရင်လေးနန္ဒဟာကျောင်းဝင်းထဲမှာတပြက်စီလဲနေတော့ကျောင်းရှိမှာမေးလဲနေတဲ့မောင်ပိုင်ကို တွေ့သွားခဲ့ပါတယ်ဒါနဲ့ အမြန်သွားကူညီပြီးကြောင်းထဲကိုတွဲခေါ်လာခဲ့တာမောင်ပိုင်တတိယလာတဲ့အထီးပါပဲဆရာတော်ကတကားလေးဘဲကနေလာတာလဲဘာလို့ဒီနားမှာလာပြီးမိလဲနေရတာလဲမောင်ပိုင်ကတပည့်တော်လမ်းမပြီးရောက်လာတာပါဖေဟာဆရာတော်ဦးတော်မနာဟာမောင်ပိုင်ကိုကိယူနာတက်ပြီးတနာသွားတာကြောင့်เจ้าမခိတအနေထိုင်ခွင့်ပြုလိုက်ပါတယ်မောင်ပိုင်ဟာเจ้าမပဲမိခိုးပြီးအသက်ဆက်ခဲ့ရသလို့ ဆရာတော်စွန့်ကန်ကြွားတဲ့အခါမှာလဲအမြဲတမ်းလိုက်ပါကူညီပေးခဲ့ပါဗျ။နေတိုင်းလိုလိုသူဟာဆရာတော်ကိုရင်နန္ဒတို့နဲ့အတူဖျားဝိပြုတရားထိုင်လေးရှိပါဗျ။တန်ဃာတော်ရီရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုနေတိုင်းမြင်တွေ့ရတဲ့အခါမောင်ပိုင်ဟာ သာသနာအပေါ်ယုံကြည်သက်ဝင်လာပြီးသူကိုယ်တိုင်လည်းသင်ခန်းဝတ်ချင်လာပါဗျ။ဒါကြောင့်ဆရာတော်ကို ူအားကိုရင်ဝတ်ပေးဖို့အတနာခံတောင်းဆိုခဲ့ပါတယ်။ဆရာတော်ဦးတော်မနာကလည်းမောင်ပိုင်ကို ကိုရင်ဝတ်ပေးလိုက်ပါတယ်။ကိုရင်ပိုင်ဖြစ်လာတဲ့အခါမှာလည်းဆရာတော်ဆုံးမတဲ့အတိုင်းတရားဓမ္မတွေကမ္မထန်တရားတွေကိုကြိုကြိုစားစားလေ့လာအားထုတ်ခဲ့ပါတယ်။သူဟာဆူဆုံးမရလွယ်တဲ့သူဖြစ်တာကြောင့်ဆရာတော်ကပို့ပြီးချစ်ခင်တနာမိပါတယ်။ဒါပေမဲ့ ကိုရင်နန္ဒကတော့ကိုရင်ပိုင်အပေါ်မှာတန်တရားဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ဥပုံနေရောက်တိုင်းကိုရင်ပိုင်ကနေမကောင်းဘူး။ပါဇက်နာရဲရှာနာရဲဆိုပြီးအကြောင်းပြကအစာမစားနိုင်တယ်လို့ဖះစားလဲမယွနိုင်ဖြစ်နေလို့ပါ။ကိုရင်နန္ဒကတွားရောက်စကားပြောပေမဲ့ကိုရင်ပိုင်က တခွန်းမှပြန်မပြောပါဘူး။ကိုရင်ပိုင်မှာဘာလို့ဝက်ချက်ရှိနေလဲဆိုတာကိုကိုရင်နန္ဒမသိပါဘူး။ ဒါကြောင့်ကိုရင်ပိုင်ရဲ့ចောင်းဆောင်ဘက်ကိုသွားပြီးအသာချောင်းကြည့်လိုက်ပါတယ်။ကိုရင်ပိုင်ဟာကနာမငင်ဖြစ်နေပြီးခောက်တော့ခောက်ပြန်လမ်းလျှောက်နေတာကိုတွေ့လိုက်ရပါတယ်။ရေအယမ်းငတ်လာတဲ့ပုံစံနဲ့ရေကိုခွက်တဲထည့်ပြီးတောက်လိုက်တဲ့အချိန်ကိုရင်ပိုင်ပါဇက်ဟလိုက်တာကိုမြင်ပြီးကိုရင်နန္ဒာလည်းလက်ဖြတ်သွားပါတော့တယ်။ဘာကြောင့်လဲဆိုတော့ကိုရင်ပိုင်ရဲ့ရှာဟာပုံမှန်မဟုတ်ဘဲအယမ်းရှည်ထွက်လာပြီးမဲနဲ့နေလိုပါပဲ။ ကိုရင်နန္ဒာလေးအကြီးအကျယ်လန်းသွားပြီးဆရာတော်ဦးတော်မနစီ အပြေးသွားလျှောက်ပါတော့တယ်။ဆရာတော်ဆရာတော်ကိုရင်ပိုင်ဘာဖြစ်နေတာလဲမသိဘူးဖေ။ကိုရင်ပိုင်ရှာကအယမ်းရှိပြီးမဲနေနေတယ်ဖေ။တပည့်တော်မျက်စီမာတာမဟုတ်ဘူးနော်။တကယ်မြင်ခဲ့တာပါဖေ။မယုံရင်ဆရာတော်ကိုရင်သာတွေ့ကြည့်ပါတော့။ဆရာတော်ဦးတော်မနလည်းကိုရင်ပိုင်ရဲ့ကြောင်းဆောင်ဘက်ကို အမြန်ကြွားသွားပါတယ်။ကိုရင်ပိုင် ရေကောက်တောက်နေတာကို မြင်လိုက်ရပြီးသူ့ရဲ့ရှာဟာတာမန်လူတွေထက်ပိုရှည်ကမဲနံနေတာကို တွေ့လိုက်ရပါတယ်။ဆရာတော်ကကိုရင်ကိုရင်ကရှာမဲဖို့ကောင်းပဲ။ကိုရင်နန္ဒကဗျာဘာပြောလိုက်တာလဲရှာမဲဖို့ကောင်းဟုတ်လားဖေ။ကိုရင်ပိုင်ကဆရာတော်တပည့်တော်ရှာမဲဖို့ကောင်းမဟုတ်ပါဘူးဖေ။တပည့်တော်ဖို့ကောင်းမဖြစ်ချင်ပါဘူးဖေ။ကိုရင်ပိုင်ဟာ သူဖုတ်ကောင်ဖြစ်နေတာကိုဆရာတော်နဲ့ကိုရင်နန္ဒတို့သိသွားတဲ့အတွက်အယမ်းရှက်သွားပြီးကြောင်းထဲကနေတော်ရဲကိုချက်ချင်းထွက်ပြေးသွားပါတော့တယ်။ကိုရင်ပိုင်ဟာဝမ်းနဲ့ပလက်နဲ့ငိုကြွေးရင်သူ့ဘဝကသူ့အဖေလိုမျိုး ရှာမဲဖုတ်ကောင်ဖြစ်ရမယ်ဝေကြွေးပါလာလိမ့်မယ်လို့တခါမှမတွေးခဲ့ဘူးပါဘူး။ဆရာတော်ဥတော်မနာနဲ့ကိုရင်နန္ဒတို့လည်းကိုရင်ပိုင်နောက်ကိုထက်ကြမကွာလိုက်သွားကြပါတယ်။ဆရာတော်ကကိုရင်ပိုင်ကိုတနာပြီး လေးလွင့်သွားမှာကိုမလိုလားလို့ပါ ကိုရင်ပိုင်ဟာပုံးကိုစီရနေရရှာနေတော့မှာပဲရုတ်တရက်သူ့ကိုလိုက်ရှာနေတဲ့သူ့ရဲ့ဖခင်ရင်းဖြစ်သူဥထွန်းနဲ့သွားဆောင်มาတော့တယ်ဥထွန်းကငါသားဒါဘလိုဖြစ်တာလဲမင်းကဖောက်ကောင်မဖြစ်ချင်လို့အဖေစီကထွက်ပြေးပြီးကိုရင်သွားဝစ်လိုက်တာလားကိုရင်ပိုင်ကတပည့်တော်အဖေလို ရှာမဲဖောက်ကောင်မဖြစ်ချင်လို့ပါဥထွန်းကဒါပေမဲ့မင်းဖြစ်နေပြီလေ ဒါကငါတို့မျိုးရိုးကိုရှာမဲဖို့ကောင်ဖျားလုပ်တဲ့လော်ကီဆရာ အောင်လန်းဆရာတွေရဲ့ကျင်ကြပဲမင်းစိတ်ဆိုးမဲ့ဆိုရင်အဲ့ဒီဆရာတွေကိုပဲသွားဆိုးလိုက်ငါ့ကိုလာမဆိုးနဲ့အဲ့ဒီအချိန်မှာပဲဆရာတော်ဦးတော်မနာနဲ့ကိုရင်နန္ဒာတို့ရောက်လာကြပါတယ်အဖေဖြစ်သူဦးထွန်းဟာဆရာတော်ကိုမြင်လိုက်တာနဲ့အယံအော်သွားပါတယ်ဆရာတော်လည်းထုံနီးတူပါပဲဦးထွန်းကငါထင်မထားဘူး အရင်ကအောက်လန်းဆရာတယောက်ကအခုလိုဟန်ပါဝင်ပြီးဖုန်ကြီးဝင်နေလိမ့်မယ်လို့ဆရာတော်ဦးတော်မနာကအတိတ်ကအောက်လန်းပညာမန္တန်တွေကလူတွေကိုအမောင်ကျစေတဲ့ဆိုတာကိုဦးစင်တည်မြင်ခဲ့ပြီးဖះရှင်ရဲ့တရားတော်တွေကသာအဲ့ဒီအမောင်တို့ကနေနှုတ်ထားစေနိုင်တယ်။ဦးစင်နှုတ်ထားခဲ့တယ်လို့ပေါ့ဦးထွန်းကမင်းကကိုလာပြီးဆရာလုံးမနေနဲ့မင်းတည်ရဲ့လားအခုငါသားကမင်းရဲ့ပညာတွေကြောင့်အမဲဆက်တင်ပြီးဘွားပြက်နေရပြီဆိုတာလေ။ ဟာဒါဆိုဆရာတော်ကကိုရင်ရဲ့မျိုးရိုးကိုဖုတ်ကောင်ပြအောင်လုပ်ခဲ့တဲ့လောကီဆရာပေါ်လို့ကိုရင်ပိုင်က ပြောလိုက်ပါတယ်။ကိုရင်ပိုင်ဟာဆရာတော်ဦးတော်မနာရဲ့အတိတ်ကိုသိလိုက်ရလို့စိတ်ပြက်မိသွားပေမဲ့ဆရာတော်ကသူ့အပေါ်ထားရှိတဲ့မေတ္တာတရားနဲ့ကျေးဇူးတရားတွေကိုတော့မမေ့ပါဘူး။ဆရာတော်ဦးတော်မနာကလည်းကိုရင်ပိုင်ဟာရှာမဲဖုတ်ကောင်ဦးထွန်းရဲ့တားဖြစ်နေမယ်လို့မထင်ထားခဲ့ပါဘူး။ဆရာတော်ဟာသူပြုခဲ့တဲ့အမအတွက် အရန်ကိုနောက်တရပြီးဝမ်းနေနေပါတယ်။ဆရာတော်ဦးတော်မနာဟာလူပြိုဘွားရုံးကအောက်လန်းပညာရေးလိုက်စားပြီးတရဲတစီတွေကို လိုက်နေနေခဲ့တဲ့အချိန်တွေကိုပြန်လည်စဉ်းစားမိသွားပါတယ်။တခါရုံးကရှာမဲဖုတ်ကောင်တကောင်ကိုနှိမ်နှင်းတော့အရိဖုတ်ကောင်က ပြန်တိုက်ခိုက်လို့သူအကြီးအကျယ်တန်းအားရခဲ့ဘူးပါတယ်။အရိတုံးကဒေါသထွန်းလို့လောကီစီယာဦးတော်မနာဟာဦးထွန်းရဲ့မျိုးဆက်ခွနဲ့ဆက်တိုင်တိုင်း ချာမဲဖုတ်ကောင်းဖြစ်ပါစေလူတွေရဲ့ရွှေရှောင်မုန်တိမှုကိုခံရပြီးဘယ်တော့မှအေးအေးကျကျမနေရပါစေနဲ့လို့စင်စာတိုက်ခဲ့မိပါတယ်ဒါပေမဲ့အခုအချိန်မှာတော့ဆရာတော်ဦးတော်မနဟာသူ့လောက်ခဲ့တာတွေမှမှန်သည်လို့ယဟန်ဝင်နေပြီဖြစ်ပေမဲ့အဲ့ဒီစင်စာကိုတော့ပြန်မယုတ်သိမ့်နိုင်သေးပါဘူးဆရာတော်ကကိုရင်ပိုင်ဦးစင်တောင်းမှန်ပါတယ်ကွယ် ။ဦးစင်းအဲ့ဒီလိုလောက်ခင်ပြီးတဲ့အတွက်တကယ်ပဲအပြစ်ရှိတယ်လို့ခံစားရပါတယ်။ဦးထွန်းကမင်းငါသားကိုအချိန်ကုန်ခံပြီးလာတောင်းမဲ့မနေနဲ့။မင်းသာသေးသွားရင်ဒီကျင်းစာစိုးတွေအဆုံးသက်သွားမှာပဲ။ဒီတော့ငါမင်းကိုအသေးသက်ပေးမယ်။ဒါမှဝကြွေးတွေကြေတော့မယ်လို့ပြောလိုက်ပါတယ်။ဦးထွန်းဟာဒေါသတွေအမုန်းတရားတွေနဲ့မျက်နှာသားတွေပြောင်းလဲပြီးရှာမဲပုံကောင်အဖြစ်ပြောင်းလဲသွားပါတယ်။သူ့ရဲ့ရှာကိုထုတ်လိုက်ပြီး အမဲရောက်စွန်းအင်းတွေကိုလုတ်ခါကျူတကြောင်လိုမျိုးဆရာတော်ဦးတော်မနာရဲ့လေပင်ကိုရေတက်လိုက်ပါတယ်။ကိုရင်ပိုင်ဟာဆရာတော်နာကျင်ခန်းစားနေရတော့ကိုမြင်တော့သူ့အဖေကိုဝင်တောင်းပန်ပါတယ်။တခါကြီးဖေဆရာတော်ကိုဘာမှမလုပ်ပါနဲ့။ဆရာတော်ကတားရဲ့အသက်သခင်ကျေးဇူးရှင်မှာတားကိုနေစရာပေးတယ်စားစရာပေးတယ်ကိုရင်ဝေပေးပြီးဘွားတစ်ကိုပေးခဲ့တဲ့သူပါ။ဦးထွန်းကခန္ဓာကိုယ်အဟောင်းထဲကဘွားတစ်ပေါ့လေ။ ဘလို့ပဲဖြစ်ဖြစ်မင်းကရှာမဲဖို့ကောင်ဘွားကနေထွက်ပြေးလို့မလို့ပါဘူး။တည်တဲ့အထိဘုံကြီးဝင့်နေရင်တောင်မင်းကဖောက်ကောင်ဖြစ်နေအောင်ပါပဲ။ဦးထွန်းကဆရာတော်ဦးတော်မနာကိုလွှတ်မပေးပါဘူး။ဒီတော့ကိုရင်ပိုင်ကလက်အုပ်ချီပြီးဖရာတရားတန်ကယတနာမြတ်သုံးပါးကိုအာယုံပြုစုတောင်းလိုက်တဲ့အခါရွှေရောင်လင်းတဲ့တခုသူ့စီကိုကြောက်ရောက်လာပြီးဆရာတော်ရဲ့လက်ဖင်းကိုရစ်ပတ်ထားတဲ့အမဲရောင်ဆွဲအင်ကျိုးဟာလည်းပြတ်တောက်သွားပါတော့တယ်။ ဦးတွန်းဟာသူသားကဆရာတော်ကိုကူညီလိုက်တာမြင်တော့အယမ်းနာကြည့်ပြီးဒေါသတွေပိုထွက်လာပါတယ်။သူ့ရဲ့ရှာမဲကြီးဟာဒေါသအမုံမိတောက်တွေအဖြစ်ပြောင်းလဲပြီး သူ့ရဲ့ရှာနဲ့ပါဇက်ကို ပြန်လောင်ကျွမ်းသွားပါတော့တယ်။ပူလောင်လွန်းလို့ဦးထွန်းတရလူလိမ့်နေရပါတယ်။ကိုရင်ပိုင်ကတကာကြီးဖေဒေါသတွေကိုလျှော့လိုက်ပါတော့အာဂတတရားတွေကိုလွှတ်ချလိုက်ရင်ဒေါသမိတွေငြိမ်သွားပါလိမ့်မယ်။ ကိုရင်ပိုင်ပြောတာကိုကြားပေမဲ့ဥထွန်းကဂီယူမဆိုင်ပါဘူး။ဒေါ်သားကချက်ချင်းငြိမ်းမသွားပါဘူး။ကိုရင်ပိုင်နဲ့ဆရာတော်ဥတော်မနာတို့ကဥထွန်းအတွက်မေတ္တာတုံ့ယူဖတ်ပြီးမေတ္တာပို့ပေးကြပါရစေ။မေတ္တာဆွမ်းအားတွေဥထွန်းစီရောက်သွားတဲ့အခါမှာတော့ဥထွန်းစိတ်အေးသွားပြီးအမုန်းမီးတောက်တွေလည်းရောကြသွားပါရစေ။ဥတော်မနာကဥစဉ်ကြောင့်တခါကြီးတို့မိသားစုဆင်းရဲဒုက္ခရောက်ခဲ့ရတာတွေအတွက်ဥစဉ်အဟောတိကံပေးဖို့တောင်းပန်ပါရစေ။ ဦးထွန်းကငါစိတ်အေးသွားပြီဆိုပေမဲ့ငါအဟောဒီကံမပေးနိုင်ဘူးဒီချိန်စာမပြေမချင်းပေါ့ဖောက်ကောင်ဦးတွန်းဟာသူ့သားကဆရာတော်ဘက်ကနေရက်တည်နေတာကိုမြင်ပြီးနားလဲနာဝမ်းလဲနေဖြစ်ကကိုပြောက်ထွက်သွားပါတော့တယ်ဆရာတော်ဦးတော်မနာဟာလောကီဆရာဘွားရုံးကသူ့တိုက်ခဲ့တဲ့ချိန်စာတွေကိုပြန်ဖြီးဖို့အချိန်ယူရပါတော့တယ်ချိန်စာအမြန်ပြေစေဖို့အတွက်ဆရာတော်ဟာတရားထိုင်ပြီး ကမ္မထန်တရားတွေကိုပြင်းပြင်းထန်ထန်ကြင်ကြံအားထုတ်ပါရတယ်။ကိုရင်ပိုင်ကလည်းတစ်ဖက်တစ်လမ်းကနေကူညီတဲ့အနေနဲ့တီလောက်ကိုလုံခြုံအောင်ထိန်းသိမ်းပြီးတရားအားထုတ်လိုက်တာသူ့ရဲ့ရှာကအမဲရောင်တစ်ဖြည်းဖြည်းရောပါသွားပါတယ်။လာတော့ကြတဲ့အခါမှာတော့နောက်ဆုံးမှကျင်စာကိုဖြေနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဆရာတော်ဦးသောမနာကတော့ဝစ်ကျွေးကိုချက်ချင်းပြန်ပေးဆက်လိုက်ရပါတယ်။ဖုတ်ကောင်ကိုကျင်စာတိုက်ခဲ့တဲ့မန်တန်တွေက ဆရာတော်စီကိုပြန်ကန်လာပြီးဆရာတော်ရဲ့ပါဇက်တွေပေါက်ပြဲအနာတွေဖြစ် ပူဆက်ပူလောင်ဖြစ်လာပြီးအစာဖုံးမပေးနိုင်တော့ပါဘူးခန္ဓာကိုယ်လည်းတဖြည်းဖြည်းပိန်ချုံးလာပါတယ်ဆရာတော်ကတော့ဒါဟာ သူပြုတ်ခဲ့တဲ့ကံကြောင့်ဖြစ်မှန်းသိတဲ့အတွက်လက်ခံပြီးအေးအေးဆေးဆေးပဲခံယူလိုက်ပါတယ်ကိုရင်ပိုင်ကတော့ချိန်စာကနေလွမြောက်သွားပါပြီ နောက်နောက်သူဟာရှာမဲဖောက်ကောင်မျိုးရိုးမဟုတ်တော့ပါဘူး လာပညာတညာမှာတော့ကြောင်းတိုက်ခြံစည်းရိုးနားကနေဆရာတော်ဦးတော်မနာရဲ့ကျောင်းဆောင်ကိုစိုက်ကြည့်နေတဲ့ညလုံးတစုံရှိနေပါတယ်။သူကတော့ဆရာတော်ရဲ့ရံပါဟောင်းရှာမဲပုတ်ကောင်ဦးထွန်းပါပဲ။ဆရာတော်ဝစ်လေပြီးခန်းစားနေရတာကိုမြင်တော့သူကကျင်းနဲ့အားရစွာနဲ့ရီမောလိုက်ပါတယ်။မင်းဖုန်ကြီးဝင်နေလဲဝစ်ကနေမပြေးနိုင်ပါဘူးကွာ။မင်းကဒီတက်ပိုခန်းစားရမှာဆိုပြီးတော့ရေရွလိုက်ပါတယ်။